နူးနေတဲ့ channel ကိုအားပေးနိုင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖျက်ပြသွားဖို့ရွေးချယ်ထားတာကတော့ဆရာရဲရင်လုံစီမံရဲ့အေးမြမြနင်းစွတ်လေးဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါလိမ့်ရှင်။နားဆင်အားပေးပါဦးနော်။အေးမြမြနင်းစွတ်လေး မှတွေ့တော့နူးနူးကပြောတယ်။ဟဲ့ပါနဲ့ပြန်မခေါ်သေးဘူးလားတဲ့။အဲ့ဒီလိုပြောတဲ့အချိန်မှာနူးနူးလည်းမျက်နှာမကောင်းဘူး။ဟောက်ပူနူးနူးကိုဘာမှပြန်မပြောဘဲနှုတ်ဆက်နေမိတယ်။နင့်ဟဲ့ပါလည်းအသက်ကြီးပြီ။တနေ့မဟုတ်တနေ့သေသွားနိုင်တယ်။ဟဲ့ပါမသေးခင် ဟောက်ပူကိုဟဲ့ပါနဲ့ပြန်ပြီးခေါ်စီပြောစီခြင်းနဲ့။အဲ့ဒါဆိုဟဲ့ပါလည်းတအားပြောလိမ့်မယ်။ဟဲ့ပါအဖေနဲ့သူရန်ဖြစ်ထားတာကြာပြီ။ အဲ့ဒီနေ့ကစပြီးဟောက်ပုတ်စိတ်နှလုံးထဲမှာဆွေးမြဲနေတဲ့အတွေ့ကဟေပါသူ့ကိုတကယ်မချစ်ဘူးဆိုတာပဲဟေပါနဲ့တသက်လုံးမခေါ်မပြောပဲနေခြင်းလဲနေပြစ်သွားလိမ့်မယ်လို့ဟောက်ပူတွေးမိတယ်။အဲ့ဒီလိုတွေးလိုက်ပြီးတော့ဟောက်ပူရဲ့ဝဲဘက်ရင်ဘက်နေရာမှာနှိမ့်ငနဲနာကျင်သွားတယ်။အဖေးဆိုတာတောင်ပေါ်လီနဲ့အတူတူပဲဟောက်ပူ။တောင်ပေါ်လီကမြေပြန့်ကနေနဲ့လုံးဝမတူဘူး။ တောင်ပေါ်လေထဲမှာမျက်စိနဲ့မြင်လို့မရတဲ့နင်းငွေနင်းမုံကလေးတွေအများကြီးပါတယ်။အဲ့ဒီတော့ဒုတောင်ပေါ်လေဟာရာသီမီရွေအေးမြတယ်။အဲ့ဒီလိုဟဲပါပြောခဲ့တုန်းကဟပုအသက်9နှစ်ပဲရှိသေးတယ်။မျက်စိရှိကတောင်ရပြင်စပားကင်းကြီးကိုငေးကြည့်ရင်ဟဲပါကပြောခဲ့တယ်။အဲ့ဒီတော့ကကလေးရွယ်ပဲရှိသေးတော့ဟပုကောင်းကောင်းနားမလည်ခဲ့ဘူး။ တောင်ရပင်ကအပြင်ပလိုင်းအကြီးကြီးလွေထားတဲ့ဟေပါရဲ့မျက်နှာပေါ်မှာချွေသည်ချွေပေါက်တွေအများကြီးတွဲခုန်နေတာကိုတော့ဟပ်ပူကောင်းကမမှီနေသေးတယ်။အဲ့ဒီတုန်းကတော့ဟပ်ပူတကယ်ပြောပါတယ်။ဟေပါကဟပ်ပူကိုအများကြီးချစ်တယ်။နူးနူးနဲ့အမတွေကလည်းဟပ်ပူကိုတအားချစ်ကြတယ်။ဟေပါကတောင်ရအလုပ်ကိုသူကိုယ်တိုင်ပဲဦးစီးပြီးလုပ်တယ်။ဟပ်ပူရောမောင်နှမတွေကိုဘာမှမခိုင်းဘူး။မိသားစုစုံလင်တဲ့ညစာတမင်ဝိုင်းမှာစာကြိုးစားဖို့ကိုပဲဟေပါကအမြဲဆုံးပါတယ်။ ဟောက်ပူတို့မောင်နှမတွေကိုဟေပါတို့လိုစင်းရဲမှာစူရင်နေဆိုပြီးဟေပါကပြောတယ်။ဟောက်ပူတို့အားလုံးတနစ်တရံတော့ပုံမှန်အောင်ကြတယ်။ဟောက်ပူဆိုပထမဒုတိယစုတွေတောင်ခဏခဏရတယ်။အဲ့ဒီလိုအချိန်ဆိုဟေပါကဟောက်ပူပါနှစ်ဖက်ကိုသူ့နှခင်မွေးကြမ်းကြမ်းကြီးတွေနဲ့တအားနဲ့နေ။ရားလုံးလိုဟောက်ပူကရီးလေးဟေပါကပုတ်ပြီးနန်းလေးပြီးတော့အဲ့ဒါမှငတ်တာဟောက်ပူလေးလို့လည်းပြောတယ်။နောက်ရက်တွေကြာရင်ဟေပါကရွာလေးလှည့်ပြီး ဟုတ်ဘူးပထမဆုရတဲ့ကြောင်တနေကိုလိုက်ပြောတယ်။ဟုတ်တယ်အဲ့ဒီချိန်တုန်းကတကယ်ပြောဖို့ကောင်းတယ်။ဟေပါကဟုတ်ဘူးကိုတောင်ရပင်စီခဏခဏခေါ်သွားတယ်။ပြီးတော့စကားတွေလည်းအများကြီးပြောတယ်။ဟေပါရဲ့ဘဝမှာအပျော်ဆုံးနေ့တနေ့ကိုကြုံဘူးခဲ့ပြီ။နောက်ထပ်ဟေပါအတွက်အပျော်ဆုံးနေ့ဆိုတာရှိလာအောင်မယ်။အဲ့ဒီနေ့ကဘယ်နေ့ဖြစ်မယ်ထင်လဲဟုတ်ဘူး။ဟုတ်ဘူးကမသိဘူးဟေပါလို့ရိုးရိုးသားသားဝန်ခံခဲ့တယ်။ ဟဲပါကသူ့လက်ဘဝကျန်းကျန်းကြီးတွေနဲ့ဟောက်ပူကောင်းကိုပုတ်ပြီးဟောက်ပူဆယ်တန်းအောင်မဲနေလို့ပြုံရင်ပြောတယ်။ဟောက်ပူကဆယ်တန်းအောင်မို့စူးစမ်းမဲ့အကြောင်းဟဲပါကိုဂရီတွေခဏခဏပေးတယ်။ပြီးတော့ဟဲပါရဲ့ညာလက်မောင်အကြီးကြီးပေါ်မှာဟောက်ပူလက်တီးတီးလေးတွေနဲ့တွဲလဲခုဆော့ကစားပြီးတဟာဟာအော်ကြီးတယ်။အဲ့ဒီလုံကတကယ်ပျော်ဖို့ကောင်းတယ်။ဟဲပါကကိကိုတကယ်မချစ်ပါဘူး။ ဟေပါရဲ့မျက်နှာကိုကြည့်ရင်ဟောက်ပူအဲ့ဒီလိုနာနာကြီးကြီးပြောခဲ့ဘူးတယ်။ဒီနေရာမှာကေးဆိုတာငါလို့အဓိပ္ပာယ်ရပါတယ်။ငါ့ကိုတကယ်မချစ်ဘူးလို့ဆိုလိုတာပါ။အဲ့ဒီချိန်တုန်းကတိတိတတ်တာပြည့်ရွင်သွားခဲ့တဲ့ဟေပါရဲ့မျက်နှာကိုဟောက်ပူအခုရတီမှတ်မိနေသေးတယ်။ဟုတ်တယ်။ဟေပါသူ့ကိုတကယ်မချစ်ခဲ့ဘူး။နင့်ကိုမွေးတော့ကဟေပါတအားပြောတယ်။ဟောက်ပူကိုမွေးတဲ့ညက ဟေပါတအားပြောတယ်လို့နူးနူးကခဏခဏပြောတယ်။ကလေး၃ယောက်ရတဲ့အထိယောက်ျားလေးမပါသေးတော့ဟေပါမှာစိတ်မချမ်းမသာ ဖြစ်ရတယ်လို့နူးနူးကပြောတယ်။တာယောက်ျားလေးတယောက်လောက်ချီးမြှင့်ပေးတနာဖို့ဖះစီမှာခဏခဏတာစုပန်တဲ့အကြောင်းနူးနူးကပြန်ပြောပြတယ်။အရင်ကိုဝန်နေတုန်းကတည်းဘိုင်းနာတာပို့ကြတော့ဟေပါကစိတ်တွေပူးပြီးမွေးခမ်းပြင်မမှာစောင့်တဲ့နူနူတို့ခုခုဖြစ်မှာဆိုရင်လို့ဖိုက်တေကကလေးလေးအတွက်လဲဟဲပါစိတ်ပူခဲ့တယ်။မိဖို့နဘေးမှာတညလုံးထိုင်းပြီး တားမိနှစ်ဦးလုံးဘေးကင်းစေဖို့ဖះစီမှာဆူတောင်းခဲ့တယ်လို့ဟဲဘားကပြန်ပြောပြတယ်။ကလေးငူတန်ကြတော့ဟဲဘားကအော်မေးတယ်။ဗာလီမွေးတာလေတဲ့။ယောက်ျားလေးဆိုတာလေတီးရောဟဲဘားရဲ့လေအိမ်ပြင်းမဲ့စီပြေးပြီးအကြာကြီးကတယ်။ပျော်လွန်းလို့ရည်တဲ့အတန်လေတကယ်ကျဲကြီးပဲ။နုနုကခဏခဏပြန်ပြောပြလုံလို့သူ့ကိုမွေးခဲ့တဲ့ကအဖြစ်အပျက်တွေကိုဟောက်ဖို့တကယ်အလွတ်ရနေပါပြီ။ နားထောင်ရတိုင်းလည်းအပျော်လွန်ပြီးကနေတဲ့ဟေပါရဲ့ပုံစံကိုစိတ်ကူနဲ့မြင်ရောက်ကြည့်ရင်ဟပူရင်ထဲမှာတကယ်ပြောရတယ်။ဟပူကိုနာမည်ပေးတဲ့ပွဲလို့တော့ဝက်နှကောင်တက်ပြီးအမျိုးတွေအားလုံးကို အိမ်မှာထမင်းပိတ်ကြွေတယ်။ဟေပါနဲ့အဖိုးတို့တညလုံးခေါင်းချင်းဆိုင်စည်းဝေးလုပ်ပြီးမှဟပူနာမည်ကိုရွေးခဲ့ကြတယ်။ဟပူနာမည်ကထန်လင်ဟောက်။ထန်ဆိုတာကမမေ့အပ်တဲ့အဖိုးရဲ့နောက်ဆုံးနာမည်။လင်းဆိုတဲ့အတိတ်ဘယ်ကကြီးမားခြင်း ဟောက်ဆိုတာကပေါများခြင်းချမ်းသာခြင်းတာဝဝတစ်ချောင်းလုံးကောင်းစားစေဖို့အဲ့ဒီနာမည်ပေးခဲ့တာဟောက်ပူလေးနဲ့အောင်တော့ခန်းပတ်မှာကြောင်းဆက်တက်ရတယ်ဟောက်ပူတို့ရွာဘာလ်ဘီမာကလေးနဲ့အထီပဲကြောင်းနေလို့ရတယ်ခန်းပတ်မှာရှိတဲ့ဟေပန်းကြီးဝန်ခွဲအိမ်မှာနေပြီးကြောင်းတက်ရတယ်ဟောက်ပူအမတွေကတော့ကြောင်းဆက်မနေကြတော့ဘူးဟောက်ပူကိုရင်ရောက်တဲ့နေ့မှာဟောက်ပူအမကြီးနေရောက်လဲအိမ်အောင်နေကြပြီးအိမ်ခွဲသွားကြတယ် ဟပ်ဖို့အထက်ကအမကင်းပွိုင်ပဲအိမ်မှာကျန်ခဲ့တယ်။ကင်းပွိုင်ကအိမ်မှာနေရင်ထမင်းချက်သလိုဟေပါရဲ့တောင်ရအလို့မှလည်းဝင်ကူတယ်။ဇယ်နဲ့ရောက်တော့ဟေပါကဟပ်ဖို့ကိုအဆောင်တစ်ခုမှကြောက်အပ်ပေးတယ်။ဖြစ်နိုင်ရင်သားကိုကော်ပီကလေးမျိုးကဘောရာဆောင်တွေမှာထားကျင်တာ။ဟေပါတို့မှာပတ်ဆက်အများကြီးမရှိတော့ခန်းဘက်မှာပဲထားပေးနိုင်တယ်။ဘာဖြစ်ဖြစ်စူးစမ်းပါဟေပါရဲ့သားကိုဟေပါယုံနေ။သားစင်တဲ့အောင်မင်းနေရဟေပါအပျော်ဆုံးနေပဲ။ ။ဟပ်ပူစရန်ဆံမီပွဲနနစ်ဆက်ကြတယ်။ဟေပါကဟပ်ပူကိုအပြစ်လုံးဝမပြောဘူး။ကော်ပီးမှမထားနိုင်လို့။ငါ့သားဆံမီပွဲကြရတယ်ဆိုပြီးဟေပါကခဏခဏပြောတယ်။ဟေပါရဲ့အဖြစ်ချင်းဆုံးဆန္ဒတကူကိုမဖြည့်ဆည်းပေးနိုင်တဲ့အတွက်ဟပ်ပူစိတ်မကောင်းဘူး။ဟေပါကိုဟပ်ပူတကယ်အားနာမိတယ်။အတုံးမကြတဲ့ကောင်လူလေလို့တဲ့ကောင်မင်းကငါ့သားမဟုတ်ဘူး။အဲ့ဒီညကဟောက်ပူဘွားမှာဒီချိန်တကားမှမတွေ့ခဲ့ဘူးလေဟေပါရဲ့ဒေါတာကိုတွေ့လိုက်ရတယ် တက်ငယ်မိုးပြင်ကတောင်ပေါ်အင်္ဂလိပ်တွေကဟေပားရဲ့စူပူကျိမောင်းတဲ့ဟာဘေးပတ်ဝန်းကျင်အိမ်တွေကိုတောင်အထိတ်တလန့်ဖြစ်စေခဲ့တယ်။ဒေါသမီတောက်လောင်နေတဲ့ဟေပားရဲ့မျက်ဝန်းတွေကိုကြည့်နေရင်ဟပုမျက်လုံးတွေကနေမျက်ရည်တွေတပောက်ပြီးတပောက်ကျလာတယ်။ပားပြင်ပေါ်ကမျက်ရည်စာတွေကိုတုတ်ပြစ်လိုက်ဖို့ဟပုစိတ်မကူးမိဘူး။ငါမျိုးလင်းချက်တွေကိုရိုက်ချိုဖျက်ဆီးလိုက်တဲ့ကဒီနေ့ကစပြီးငါ့အိမ်ထဲမှာမနေနဲ့အခုချက်ချင်းထွက်သွားထွက်သွားစမ်းဟပု။ နူးနူးနဲ့ကင်းမွိုင်းလို့လေဟဲပါကိုဝင်ပြောရကြဘူးသူ့မာကိုဝန်ချတောင်းပန်ပါလေခွင့်လမှုမပေးနိုင်တဲ့ဟဲပါကိုဟပ်ပူအံ့ဩမိတယ်သူကျွလွန်ခဲ့မိတဲ့အပြစ်ဟာဘာဘီရွာတဲ့ကအရွယ်ရောက်ပြီးသားယောက်ျားသားတွေထဲဘာရီများထူးခြားတာလွန်နေလို့လေအဲ့ဒီယောက်ျားသားတွေရဲ့ဖခင်တွေကတော့သူတို့သားတွေရဲ့အပြစ်ကိုနားလည်ခွင့်လွန်ပေးခဲ့ကြတယ်ဟပ်ပူအံကိုတင်းတင်းကြိတ်တယ်ခေါင်းကိုဒူးထောက်လျက်ရှိနေရကနေမှတ်တပ်ထရက်တယ်ပြီးတော့မျက်ရည်တွေကြားကနေဟဲပါကိုတခွန်ချင်းပြန်ပြောမိတယ် ဟဲပါကေးကိုတကယ်မချစ်ပါဘူး။အဲ့ဒီချိန်ကစပြီးဟဲပါနဲ့ဟောက်ပူစကားမပြောဖြစ်ကြတော့ဘူး။ဟောက်ပူတို့လင်မယားကရွာစုံတောင်ကုန်းလေးမှာကွက်တစ်ဖို့ပြီးနေကြတယ်။ရွာကတခြားအိမ်တော်ရှင်ယောက်ျားတွေလိုပဲဟောက်ပူအလုပ်ကအမဲလိုက်တာနဲ့ချင်းစောဆွဲတာ။ပြီးတော့တောင်ရလဲခုတ်တယ်။ငါ့တာကိုဟဲပါလို့တောင်ရခုတ်မစားစီခြင်းဘူးဆိုတော့ဟဲပါစကားကိုပြန်ကြားရောင်မိတယ်။အခုတော့သူတောင်ရခုတ်နေရပြီပဲ။ ဆယ်တန်းဖြည့်စုကနေအချိန်မှာချစ်သူကိုခိုးပြမိတယ်။အပြစ်တွေဝင်ချတောင်းမှန်မှုအိမ်ပြန်ခဲ့တဲ့ညမှာပဲဟေပါကသူ့ကိုခွေးတကောင်လိုမောင်းထုတ်ခဲ့တယ်။ကြံနေသေးတဲ့လူဘဝတက်တမ်းမှာဟေပါစကားကိုနားထောင်ဖို့ဟပ်ဘူးစူးစားခဲ့တယ်။အိမ်ထဲကထွက်သွားလို့အပြောခံရကလေးကဟေပါအိမ်ဝင်နေဟပ်ဘူးရဲ့ခြေထောက်တစ်ချောင်းတောင်မှမဝင်ခဲ့ဘူး။ဖြတ်သွားဖြက်လာလက်မြင်နဲ့ကသူ့ကိုဟေပါမတွေ့မမြင်အောင်ဟပ်ဘူးရှောင်နေခဲ့ပြီ။ရာသီဆက်ဝင်တစ်ပတ်ကျော်တော့ဟပ်ဘူးတို့လူမယားမှာတာယောက်ကြကလေးမိဖွားတန့်စင်ခဲ့တယ်။ ဒါကသူ့တဲ့နှလုံးကလေးလို့ဟပ်ဘူးအမြဲထုတ်ပြောမိတယ်။သူ့မိမဆန်နူးကဟဲ့ပါကိုလက်ဖက်ရည်ပွင့်နဲ့တွားပြီးတောင်းမှန်မှုနားချတယ်။ဟပ်ဘူးကလက်မခံဘူး။ဟပ်ဘူးကတားကိုချစ်စနိုးနဲ့လဲလဲလို့ခေါ်တယ်။ဝမ်းနေဖို့ကောင်းတာကဟပ်ဘူးတားကလေးမှာနာမည်မရှိသေးဘူး။တားအတွက်နာမည်ပေးဖို့စဉ်းစားလိုက်တိုင်းဟဲ့ပါမျက်နှာကိုပြင်ပြင်ရောင်မိတယ်။ဟဲ့ပါကိုမြင်အောင်နိုင်လဲဟပ်ဘူးမျက်ရည်ကျရပြန်တယ်။မြမြမောင်းမဟာ စိတ်ဆော်နေတဲ့ဟပ်ပူကရှေ့ကမောင်းနေတဲ့ဒေးဗစ်ကိုအော်ပြောတော့ဒေးဗစ်ကဒီထက်မြင်ရင်ကြောက်တယ်ကြတော့မှလို့ပြန်អော်တယ်။ဟုတ်တော့လေဟုတ်တယ်။တဖုံဖူးမြင်နေတဲ့စက်တန်နဲ့တူ125ဆိုင်ကအဆုပ်ကလေးကတောင်ပေါ်လမ်းပေါ်မှာများတစ်စင်းလိုတရိပ်ရိပ်ပြေးနေတယ်။တခါတခါကျန်းခွက်တွေတွေဆိုင်ကယ်ဘိန်းကျသွားရင်နောက်ခုံမှာထိုင်နေတဲ့ဟောက်ပူတရာလေးလူတွေကိုမြောက်ခနဲ့ဖင်းကြွသွားတယ်။လမ်းဘေးကတစ်ပင်တွေလဲရိတ်ခနဲ့ရိတ်ခနဲ့အနောက်ဘက်မှာကျန်နေရစ်တယ်။ အဲ့ဒါတောင်မှဟောက်ပူကဒေးဗစ်မောင်းနေတဲ့ဆိုင်ကယ်ကိုမြန်နေလို့မထင်မိသေးဘူးဟောက်ပူကောင်းထဲမှာရောက်နေတာတခုပဲရှိတယ်ဟေပါဟေပါဘေးကင်းပါစေလို့ဟောက်ပူတစ်ချိန်လုံးဆုတောင်းနေမိတယ်ဒီချိန်မှာဟေပါသာတခုခုဖြစ်သွားခဲ့ရင်သူတသက်လုံးနောင်နိုင်ရလို့ပြီးတော့မှာမဟုတ်ဘူးဆိုတာဟောက်ပူကောင်းကောင်းသိတယ်ခက်ပြပြလမ်းမြင်နေရတဲ့တောင်ခမောက်ကြီးပေါ်မှာနေလုံးဝဝကြီးကမေးတင်လှူပြီးညနာစီတဟုံတို့တိုးဝင်လာနေတဲ့နင်းဆက်တွေကြောင့်လား မျက်လုံးနှစ်ဖက်စီကနေတစိမ့်စိမ့်ကြလာနေတဲ့မျက်ရည်တွေကြောင့်လားဟပူပားပြင်းနှစ်ဖက်လုံးဆူရွှဲအေးဆက်ထုံချင်နေတယ်ဖြစ်နိုင်ရင်တောင်ကြီးစီချက်ချင်းရောက်ချင်းလာပြီအလင်းမပြတ်တွေးမောနေတဲ့ဟပူရဲ့စိတ်တွေဟာလွန်ခဲ့တဲ့၃နာရီကျော်ကျော်အချိန်စီရုတ်ချီးရောက်သွားပြန်တယ်မိုးဆွေရဟောင်းဘက်စီတော့ပြစ်ထွက်ကြရအောင်အဲ့ဒီဘက်မှာတောဝက်တွေများတယ်ကြားတယ်ငါလူစုထားပြီးပြီလူပြန်မနဲ့စိုးစိုးထွက်ကြမယ် တငယ်ချင်းဒေးဗစ်ကအင်ကိုလာပြောတော့ဟောက်ပူမနှက်ပြန်တွေ့ကြိုတင်ပြင်ဆင်ရတယ်။ဒေးဗစ်ကတေတူရှိမကွာတငယ်ချင်းအိမ်မှာလည်းဟင်းကောင်းကောင်းမစားရတာကြာပြီ။တော်လေထွေးရင်တော်ထဲမှာအနည်းဆုံး၃ညအိတ်လောက်ကြာတဲ့တမ်းမို့ချက်ပြုတ်စားတောက်မယ်ဆန်စားတောက်စရာရေဘူးကစားတိတိကျကျပြင်ဆင်ထုတ်ပို့ရတယ်။တူမီတနက်ပြောင်းကို တိုက်ချွတ်စည်းကြောပြီးအိုးဆုပ်တစ်ခုနဲ့ပြောင်းထဲကိုတန့်ရှင်ရေလုပ်တယ်။ပြီးတော့အိမ်မျက်နှာရှိကမြေကမှုလေးပေါ်မှာနေပူထုတ်လန်းတယ်။အိမ်ထဲပြန်ဝင်ပြီးဂဲလုံးကြည်စံတွေစစ်တယ်။ ီးတော့ပလတ်စတစ်ဘူးကုန်လေးတွေထည့်တယ်။ဈေးဆက်တယ်လို့ဇက်တက်လုံနေရင်တနက်နေပြထားတဲ့ဂမူလေးစီဟပ်ပူကြီးတွေရောက်သွားတယ်။ဟာဒီကဘလောက်ထိတောင်တတိလွတ်လွတ်ဖြစ်သွားတယ်လဲဆိုတာဟပ်ပူမသိလိုက်ဘူး။သူ့ကိုယ်သူတတိထားမိချင်းမှာလေလေကလေးကမြေပြင်မှာလူးလိမ်ပြီးတဝါဝါနဲ့အာခေါင်ချစ်အော်နေတယ်။သူ့မိမဆန်နူးကလေလေကိုပွေ့ချီပြီးအငုံတက်အောင်ချော်တယ်။ဟပ်ပူလက်ထဲတင်းတင်းကျပ်ကျပ်စုကင်ထားတာကသူ့မိတဲ့နဲ့သူမိတဲ့နဲ့ကိုထိကင်ဆော့ကစားဖို့ကြိုးစားနေတဲ့တားကလေးကို ူအားနဲ့တွန်းဖယ်ပြစ်လိုက်မိတယ်။အဲ့ဒီချိန်မှာဖခင်တူရဲ့ဖြစ်တည်မှုကိုသူကောင်းကောင်းကြီးသိလိုက်ရတယ်။သူမိသနတ်ထဲမှာကြည်စံမထက်ထားတာသူ့တိတ်စိတ်ကတိပါလေတားလေးကိုတွန်းဖယ်မိခဲ့တယ်။တနတ်ကံပြီးငင်းငိုင်နေရင်ဟောက်ဘူးစိတ်ထဲတယောက်တော်သူကိုတရိယသွားတယ်။အဖေဆိုတာတောင်ပေါ်လေးနဲ့တူတူပဲဟောက်ဘူး။တောင်ပေါ်လေးဟာမြေဘက်ကလေးနဲ့လုံးဝမတူဘူး။တောင်မော်လေးထဲမှာမျက်စိနဲ့မြင်လို့မရတဲ့နင်းငွေနှစ်မုံကလေးတွေအများကြီးပါတယ်။အဲ့ဒီတော့ဒိုးတောင်မော်လေးကရာသီမွေအေးမြတယ်။ သူ့အတွက်နဲ့ဒီနေ့ဒီကြေနာကျင်ခံစားခဲ့ရတဲ့ဟဲ့ပါရဲ့ဝေဒနာသိတဲ့စာကိုဟောက်ပူခံစားနားလည်မိတယ်။အကျဉ်းနာမျက်ဝန်းနဲ့နဲ့နောက်ွယ်ကချစ်ချင်းမြတ်တာတရားကိုသူ့ဘာကြောင့်မျက်ွယ်ပြုခဲ့ရတာပါလဲ။ဟောက်ပူဟဲ့ပါကိုချစ်ချင်းတောတောင်းမှန်မှုဆုံးဖြတ်လိုက်တယ်။အဲ့ဒီချိန်မှာပဲဟောက်ပူရေဟောက်ပူအိမ်မဝစီကနူနူရဲ့အော်တန်ကိုကြားရတယ်။အိမ်မင်းစီအပြေးထွက်ကြည့်တော့မျက်ရည်တွေနဲ့နူနူကိုတနာစပွဲတွေ့ရတယ်။နူနူကသူ့ကိုအပြေးဖက်ပြီး ငိုတန်ကြီးနဲ့ပြောတယ်ခူတီဘက်မှာနှစ်ဟဲ့ပါတို့အဖွဲတောဝက်ပက်ခင်ရတယ်ကြားတယ်တယောက်ကဦးရီထွက်ပြီးတေးပြီးပြောတယ်တေးတဲ့လူကအသက်50လောက်ရှိပြီတဲ့အဲ့ဒါအဲ့ဒါနှစ်ဟဲ့ပါများနုနုရဲ့စကားတန်ကတဝက်တစ်ပြက်နဲ့ရက်တန်သွားတယ်နုနုစကားတွေနားထောင်ပြီးဟောက်ပုတ်ရင်နဲ့ထိတ်ခနဲဖြစ်သွားတယ်ကယူနာတရားနဲ့တစ္ဆာတရားအပြင်အပြစ်ပြည်တတ်ဤတုတ်တန်ချမ်း၁၆၆ ခိုရီရွာဘက်ကစပားကင်းတွေမှာ တော်ဝက်တွေလာတောင်းချက်နေတယ်ဆိုပြီးခိုသေးသားတွေကဟေပားစီမှာအကူအညီတောင်းကြတယ်။ဒီနယ်တကြောမှာဟေပားကတော်လိုက်အတွေ့အကြုံများသူဆိုတော့အနီးနားရွာတွေကအရေးကြုံရင်လာပြီးအကူအညီတောင်းကြတယ်။ဟေပားနဲ့တူဟေပားတငယ်ချင်းဥထံခုလွန်းပြီးတော့ဥထံခုလွန်းရဲ့သားထောင်းလင်ထံတို့လိုက်သွားကြတယ်။ရွာကိုတရင်လာပေးသူခိုသေးသားစီကဘာမှရေးရရမသိရဘူး။အသက်90ရွယ်လူကြီးတယောက် ဥထွက်ပြီးတေးပြီးဆိုတာကိုပဲသိရတယ်။တေးတဲ့လူဟာဟဲပါလားဥထံကိုလွန်လားဒရာရနေတဲ့လူငယ်ကလည်းတတိလင်နေတယ်ပြောတယ်။အဲ့ဒီတယောက်ကတော့ထောင်းလင်ထန်းဆိုတာသိကြတယ်။သုံးတောင်ခွေတောင်ခွေသုံးဆင်းထက်နေလို့သုံးတောင်ခွေလို့ခေါ်ကြတယ်။သုံးတောင်ခွေကိုဖျက်ကျော်ပြီးရင်ရှာလို့ရွာပြီးရင်ခိုတေးရွာလမ်းကကျင်းမြောက်မဆောက်သလိုအကွေတွေကလည်းတောင်ကျင်ကွေတွေမှဒေးဗစ်တရားကိုချွေးပြန်နေအောင်ဆိုင်ကယ်မောင်းရတယ် တိတ်ဆိတ်တဲ့ညက်နေကင်းနဲ့ဆိုင်ကယ်ဆက်တန်းကဆူညံလွန်းနေတယ်။တိုးဝင်လာနေတဲ့လင်းနုအေးကိုဟောက်ပူမခံစားမိဘူး။ဟဲ့ပါတခုခုဖြစ်မှာကိုပဲဟောက်ပူတွေးပူမိတယ်။ဟဲ့ပါကိုတီးတတက်မှာဝင်းချတောင်းမှန်ဝင်မရလိုက်မှာကိုပဲဟောက်ပူတွေးကြောက်နေမိတယ်။ရှာလို့ရတဲ့ဝင်တော့ဒေးဗစ်ကဆိုင်ကယ်ကိုအရှိန်လျှော့မောင်းနေ။ရွာလမ်းမပေါ်မှာထွက်ပြီးဆော့ကစားနေတဲ့ကလေးတွေရှိနေတယ်။ခိုတေရောက်ခိုင်နေလေဟောက်ပူနှလုံးခုန်လုံးတွေမြန်လေလေဒေးဗစ်ကိုဆိုင်ကယ်မြန်မြန်မောင်းဖို့ပြောမိတာလေ။ ဘယ်နှခါရှိနေပြီမှဟောက်ဘူးမမတ်မိတော့ဘူးကုံးမြင့်ตาရခိုတေရွာဆိုတဲ့ရွာဝင်ဆိုင်ဘုတ်ကိုကြုံလွန်လာတော့ရှိကရွာလူကြီးအိမ်မှာလူတွေစုဝေးနေတာကိုတွေ့လိုက်ရတယ်။အရှိန်မလျှော့တွေပဲစိုက်ကယ်ပေါ်ကနေဟောက်ဘူးခုံချပြစ်လိုက်တယ်။ပြီးတော့ဟဲ့ပါရေလို့တုံတုံရင်ရင်អော်ပြီးခြံဝန်းနဲ့အပြေးလွာဝင်လိုက်တယ်။ဟောက်ဘူးကိုရွာကန်တွေအလိုက်တတိနေရာဖယ်ပေးကြတယ်။အရှိကုတ်ပစ်ပေါ်မှာခြုံဆောင်ဟောင်းတထည်လွှားထားတဲ့အလောင်းကြီးကိုတွေ့လိုက်ရတယ်။ဥကောင်းကိုလုံအောင်ခြုံပေးထားတော့ ဘယ်သူဘဝမသိရဘူးကိုလုံးကိုယ်တည်းကြည်ရတာဟေပါရဲ့အရင်မောင်းလောက်ပဲလို့မှန်းဆမိတယ်။ဆောင်းပြင်ထွက်နေတဲ့ခြေထောက်နှစ်ဖက်မှာသွေးစာတွေဆွန့်ချင်နေတဲ့တောစီဖနက်တွေဟာဟေပါစီနေကြဖနက်တွေလိုပဲ။အိုးဘာဘီတရွာလုံးဒီလိုဖနက်တွေစီးနေကြတာပဲ။အလောင်းကောင်ကြီးကိုကြည့်နေရင်ဟောက်ပုတ်ရင်တွေတရင်တင်းခုန်နေတယ်။ခြုံဆောင်အဖျားစာကိုစုပ်ကင်ထားတဲ့ဟောက်ပုတ်လက်တွေကလည်းတိတိတသားတုန်ခါနေတယ်။ ဂျုံဆောင်အောက်ဘက်ကအလောင်းရဲ့မျက်နှာဟာဟဲ့ပါမျက်နှာဖြစ်နေခဲ့ရင်။အိုး तू အဲ့ဒီလိုမတွေးရဘူး။ဟောက်ဘူးမျက်လုံးတွေစီးကနေညက်ရည်တွေအသားစီးမဲ့စွာစီးကြလာတယ်။ဟောက်ဘူး။သူ့နာမည်ကိုခေါ်တန်းကြတော့ဟောက်ဘူးလေးပြန်လက်ကြည့်မိတယ်။ကျွေးတန်ရွှေရွှေနဲ့ဟဲပါကိုလူအုပ်ကြရဲတွေ့လိုက်ရတော့ထောက်ကုံမိမတဲ့ပျော်သွားတယ်။ဟောက်ပူဟမ်ဆောင်နိုင်တော့ဘူးဟဲပါကိုပြစ်ဖက်ပြီးဟဲပါရင်ဝင်ထဲမှာကလေးတယောက်လိုတအီးငိုချပစ်လိုက်တယ် ဟေပါကဟောက်ပူမျက်ရည်စားတွေကိုသူ့လက်ဘွားကြမ်းကြမ်းကြီးတွေနဲ့တုတ်ပေးတယ်။အဲဒီနောက်အလောင်းကိုရွာပြန်တဲဖို့ဒတိလေးမိမျောနေတဲ့ထောင်းလင်ထံကိုဆိုင်ကယ်နဲ့စင်းုံဆက်ပို့ဖို့အမြန်စီစဉ်ကြတယ်။အလုတ်တွေရှုပ်နေတဲ့ကြားကပဲဟေပါကိုသူ့အပြစ်တွေခွန့်လို့ကြေးပေးဖို့ဟောက်ပူတောင်းပန်လိုက်တယ်။ဟေပါက ပြုံးပြီးငါသားကိုခွင့်လွှတ်ပြီးတာကြာပြီလို့ပြန်ပြောတယ်။ ဟေပါရဲ့စကားတန်ထဲမှာသူလူချင်းတက်မှတ်ခဲ့တဲ့ဂိယူနာဓာတ်တွေအပြည့်အဝပါဝင်နေတာကိုဟပ်ပုနှလုံးသားကကောင်းစွာနားလည်ခံစားမိတယ်။ကောင်းငင်ထဲမှာလာမင်းကြီးကထင်းထင်းသာနေပြီ။ကြိတ်လေးတွေလည်းပြုတ်ပြက်လင်းလက်နေကြတယ်။လာရောင်အောက်ဖက်တံပေါ်လမ်းကလေးပေါ်မှာဟပ်ပုကဆိုင်ကယ်ကိုတတိထားမောင်းနေတယ်။ဟေပါကသူ့နောက်မှာထိုင်ပြီးသူ့ခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ်။ဒီနေ့ဟာသူ့ဘဝမှာဒုတိယမြောက်အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်းဟေပါကဟပ်ပုကိုပြောပြတယ်။ ဟဲပါမျက်နှာပေါ်မှာသူ့လိုပဲအပြုံးရွတွေအများကြီးရှိနေမယ်ဆိုတာဟောက်ပူတကယ်သိတယ်။လာရဲ့အောင်မှာဆိုင်ကယ်ကလေးတစီဘာဘီရွာကြီးစီတရရိပ်ပြေးနေစေသူ့မျက်နှာပြင်စီတိုးဝင်လာနေတဲ့နှင်းငွေအေးအေးရောပြွန်စေတောင်ပေါ်လေးရဲ့အေးမြမှုကို ထိထိရှာရှာခန်းစားမိတော့ဟောက်ပူတကယ်ပြောသွားတယ်။ရင်းရင်လုံးစီမံခုဖက်ပြလိုက်တာကတော့ဆရာရဲရင်လုံးစီမံရဲ့အင်းမြမြနှင်းစွလေးဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါလိမ့်ရှင်။ နားဆင်ရပြီးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့မှပြန်ဆုံကြမယ်နော်။